အလေစကောင်းဆောင်ခိတတဲခိုတဲ့အလေပိုင်းတိုင်းစစ်ဌာနချုပ်လောက်ပါခအတွင်းကိုတရားခွင်းမမရှော့တိုက်တုံးနဲ့တိုက်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ Brave Warrior Farm မြန်မာတောင်ဝရှိသူက People Swing ကိုပြောပါတယ်။မန္တလေးတက္ကသိုလ်ရာပြည့်ဝဲအခမ်းအနားကိုစစ်ကောင်းဆောင်တက်ရောက်မှာမို့အရင်နေ့တွေကတည်းကမန္တလေးမြို့83လမ်းကျုံတောင်ဘတ်တချောက်ကိုလုံခြုံရေးတင်းကျပ်ခြံရတယ်လို့မြို့ခံတွေကပြောပါတယ်။ဒီနေ့မနက်6:15မိနစ်မှာအလေပိုင်းတိုင်းစစ်ဌာနချုပ်နန်းတွင်းနဲ့ကိုရှော့တိုက်တုံးနှလုံးတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။စစ်တပ်တရင်မြို့သူက ရှော့တိုက်တုံးကြတာမှမမဲအထည့်အခိုင်မရှိဘူးလို့ people swing ကိုပြောပါတယ်။နန်းရွန်းတဲ့ကိုရှော့တိုက်တုံးနှလုံးကြခဲ့တာကိုတခြားသတင်းမြို့တွေကလည်းအတိပြုတ်ခဲ့ပြီးအထည့်အခိုင်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။စကောင်းဆောင်ဟာမနေ့ညပိုင်းကပြင်ဦးနဲ့မြို့မှာနေခဲ့တာဖြစ်ပြီးဒီနေ့မနက်ပိုင်းမှာရန်တန်းနဲ့မန္တလေးမြို့ကိုဝင်လာတယ်လို့မြို့ခန်တွေကပြောပါတယ်။ရှော့တိုက်တုံးအပြစ်ခံရလို့မြို့တွင်းလုံခြုံရေးလက်ထိုးထားပြီးမန္တလေးမြို့ပေါ်မှာလုံမဲ့ပွဲတချို့လည်းနောက်ဆုတ်ပေးထားရတယ်လို့သိရပါတယ်။ စကားဆောင်မြောင်းလန်ကမန္တလေးတက္ကသိုလ်နှစ်တရာဖြူခွဲတက်ရောက်ဖို့မင်းညားကပြုံးလင်ကနေမန္တလေးကိုလာရောက်ခဲ့ပြီးလာဘခါမှာခိတတဲကိုကြတာလို့ BWM ကထုတ်ပြန်ထားပါတယ်။အချင်းမီချင်းဆောင်နိုင်ငံလို့အောင်မြင်တဲ့မေရှယ်တခုလို့ပြောနိုင်ပါတယ်ဆိုပြီး BWM တာဝန်ရှိသူကဆိုပါတယ်။ဒီမေရှင်က BWM ရဲ့46ကျင်းမြောက်စစ်စင်ရေးဖြစ်ပြီးဘဝင်ကွန်ကြီးပေးခဲ့တဲ့နေမြကန်အဖွဲ့တွေကြောင့်အောင်မြင်ခဲ့တာဖြစ်လို့အထူးကျေးဇူးတင်တယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။ မန္တလေးတက္ကသိုလ်ရာပြည့်ွယ်ကိုနေရာအတိအကျသိရတာကြောင့်ပိုပြီးလလဲကိုကိုတိုက်ခိုက်နေပေမဲ့စကောင်းဆောင်ကပြည်သူတွေကိုဒဏ်ခါအနေနဲ့ပြုလုပ်ထားတာကြောင့်မတိုက်ခိုက်နိုင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ရခိုင်မွေကလောက်ပခါတဲ့ရရှိကြရကြောင့်စကောင်းစီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ BWM တောင်